တဆူတောင်းခြင်းဆိုတာဗုဒ္ဓဘာသာတွေအတွက်တော့လက်တွေ့မဟုတ်ပေမယ့်ဖျားဆူပန်ခြင်းတွေဆူတောင်းကြတာတွေဆိုတာလည်းဖြစ်မြောက်ခဲ့တဲ့ကိစ္စတွေဖြစ်ပါတယ်။အခုကျွန်တော်မင်းစင်တာကကျွန်တော်မိဘနှစ်ပါးကကွယ်လွန်သူတွေဖြစ်သွားကြပါပြီ။သူတို့အတွက်အလှယူစုပြီးတော့နိဗ္ဗာန်ရောက်ကြောင်းတရားတွေရပါစေဆိုပြီးတော့ကျွန်တော်ကနေတဆင့်ဆူတောင်းရင်အကျိုးဖြစ်မြောက်ပါသလားဆရာဆိုပြီးတော့မေးမြန်းထားတာဖြစ်ပါတယ်ဆရာ။ ဒီကနိကေပါဋိကဝေသင်္ကလောဝါဒသုတ်သာရှိတယ်။အဲ့ဒီမှာဗာပြထားလဲဆိုတော့ဝတ္တရားတွေပေါ့သာသမိဝတ္တရား၅ပါးတို့မိဘဝတ္တရား၅ပါးတို့အဲ့ဒါတွေပြထားတယ်။အဲ့ဒီမှာသာသမိဝတ္တရား၅ပါးထဲမှာကျွေးမွေးမပြဆောင်ရွက်စီမှာမွေခံထိုက်စီလူမြဝေ၍စောင့်နေမျိုးနဲ့ဝန်90ဆက်ကြဖို့မှာပေါ့နော်အဲ့ဒီထဲမှာဒီမိကုန်းနဲ့ပတ်သက်တာကတော့ဟိုလူမြဝေ၍ဆိုတာရှိတယ်လူမြဝေ၍ဆိုတာကကွယ်လွန်သွားတဲ့ မိဘတွေကိုရည်စူးပြီးတော့အလူတန်းပြုတ်ပြီးတော့အမျက်ပေးဝေးရမယ်။နောက်တရားသာသမီဝတ်တယ်။နောက်တစ်ခါခေါ်မြတ်စွာဘုရားရှင်ကအင်္ဂုတ္တပါဠိတော်ပြင်စကနိဗ္ဗာန်ပုတ္တသုတ်ဆိုတာရှိတယ်။အဲ့ဒီမှာလည်း၅ချက်ပြတယ်။ဘယ်လိုပြလဲဆိုတော့အဲ့ဒီမှာကြတော့မိဘတွေကနေပြီးတော့သာသမီတွေပေါ်မှာပြန်လည်မျှော်လင့်ချက်၅ခုလို့မိဘတိုင်းမှာရှိတယ်ပေါ့နော်။အဲ့ဒီထဲမှာပါလဲဆိုခုနပြောတဲ့သရုတ်ထချက်နဲ့သွားပြီးတော့ဒဲပေါ့အန်ကိုက်ဖြစ်နေတာ။အဲ့ဒါပါလဲဆိုတော့ငါတို့ကွယ်လွန်သွားကြရသည်ရှိတော်တဲ့။ အလူတန်းတွေပြုလုပ်ပြီးတော့သာသမီတွေအလူရဲ့အဖို့ငါတို့ကအမျှပေးွေကြလိမ့်မည်ပြောင်းလဲနေတာပေါ့ဗျာဟိုမှာတော့လည်းပဲကျွေးမွေးမပြတ်စရာသာသမီတွေဟိုမိဘတွေကသာသမီတွေကိုစောက်ရှောက်တဲ့ဟာမျိုးပေါ့နော်သာသမီတွေကပြန်ပြီးတော့ဟိုမိဘတွေကပြန်မြောင်းလင်းနေကငါတို့အသက်ရွယ်ကြီးမြင့်လာတဲ့ခါငါတို့သာသမီတွေကပြန်လဲကျွေးမွေးစောက်ရှောက်ကြလိမ့်မည်ဆောင်ရွက်စီမံဆိုတာငါတို့မလုပ်နိုင်တဲ့လုပ်ငန်းတွေပေါ့အဲ့ဒါတွေကိုသူတို့ဆက်လက်ဆောင်ရွက်ကြမည်ဒီလိုပေါ့ပြန်မြောင်းလင်းတယ်လို့အဲ့ဒီနှစ်ခုကဒီလိုထိတ်တိုက်ပဲเนาะတစ်ခုက ဟိုခုနပြောတဲ့သင်္ကလောဝါဒတုံမှာသာသမိကျင့်ဝတ်တဲ့မှာလှူမြောက်ဟိုရွေးဆိုတာဒီဘက်ကပုဒ္ဒတုံအင်္ဂုတ္တပုဒ္ဒတုံမှာပစ္စကနိဗ္ဗာန်မှာကြတော့ငါတို့ကွယ်လွန်သွားခဲ့တဲ့ရှိတော့သာသမိတွေရာအလှရဲ့အဖို့ကိုငါတို့ကအမျှပေးဝေကြလိမ့်မယ်အဲ့ဒီနှစ်ခုဟာဟိုမိဘနဲ့သာသမိကြားမှာအသွားပြန်အလျားနံမရှိတဲ့အသွားပြန်မင်္ဂလာတစ်ခုပေါ့ဗျာအဲ့ဒီတိုင်းကျင့်သုံးကြတဲ့ကဗုဒ္ဓဘာသာတွေမှာမိဘတွေကွယ်လွန်သွားတဲ့အခါမှာအလှတန်းပြုလုပ်ပြီးတော့ လလည်းနှစ်လည်းဘလို့ပဲဖြစ်ပေါ်တော့အများတန်းပေါ့တတိယတဲ့အခါတိုင်းမှာထပ်ပြီးတော့အလူတန်းတွေပြုတ်လုတဲ့အများတွေပြုတ်ခဲ့ကြတယ်ဒါကဖြေရိုးဖြစ်စေဒါပေမဲ့ကျွန်တော်တို့ကဆက်ပြီးတော့ဟိုညံနဲ့ရှင်ပြီးတော့ဆက်အသုံးချမှာရှိရတယ်တံပစင်တရားလို့ပေါ့အဲ့ဒါဘာလဲလို့ဆိုတော့မိဘတွေကတကယ်ရသလားရမရဆိုတဲ့အပိုင်းရှိအဲ့ဒါကြတော့သူကအချက်လက်ညီမရတယ်နော်ပေတကိစ္စဥဒိတကဒီကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်ဟာပေတကိစ္စဥဒိတကဆိုတော့ပေတကိစ္စဆိုတာပြေကြပုံကိုရောက်တဲ့အခါကျမှ နော်ဝေဒကိစ္စဥဒိဋ္ဌကတေထယီပြုတာဓုခေါ်တက်လှူကံမျက်မှတေသူရည်ရည်အဲ့တော့ပေဒကိစ္စဆိုတာဒုတိယသေဆိုင်ဂရိ၅ပါးရှိတယ်ဗောဗျာအဲ့ထဲမှာမချွတ်ချွတ်ယွင်းပြီးတော့ပေဒဂရိဆိုတဲ့ပြိတ္တာဖြစ်သွားတဲ့အခါပြိတ္တာထဲမှာမှပရဒတ်တုပဇီဝိကပြိတ္တာဆိုတဲ့တမျိုးတည်းသာလင်သူကအဲ့လိုဓာတုခေါ်နိုင်တယ်ရနိုင်တယ်အခြားသောမခိပိပါဒကပြိတ္တာတဲ့အမျိုးအစားအများကြီးရှိတယ်အဲ့ဒီပုံကိုယ်လေးမရနိုင်ဘူး နော်အဲ့ဒီအချိန်တွေရမှရတယ်ပေါ့နော်နောက်တစ်ခါသာဓုခေါ်တဲ့လူကံမျက်မှားဆိုတာမိမိကရည်စူးပြီးလှူလိုက်တယ်မိဘအတွက်အလူကံပုဂ္ဂိုလ်ကတေလီဝန္တမဟုတ်ဘူးပေါ့ဗျာဒုသီလဖြစ်နေပေါ့ပေါ့အဲ့ဒါဆိုအဲ့ဒီပုဂ္ဂိုလ်မရပြန်ဘူးအဲ့အဲ့ဒါလိုဟိုအစင့်စင့်ပေါ့အကြောင်းညင်ညွတ်မှရတယ်ပေါ့နော်အဲ့လိုရတဲ့ခါကျတော့ရရှိမှုအပိုင်းမှာတော့အကြောင်းညင်ညွတ်မှရမယ်အကြောင်းမညင်ညွတ်ရင်မရအောင်ပြုလုပ်ရမှာကတော့ဟို ဟိုဘယ်လိုခေါ်မလဲဆိုတော့ပေဒဂရီရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေဒါရော်ရမ်းမှန်းဆပြီးပြီးလို့ရမှာပေါ့နော်လူတယောက်တည်ပြီးပဲဖြစ်တယ်ဆိုတော့မသိနိုင်ဘူးလေအဲ့တော့ပြုလို့ရမယ်ရတဲ့ကိစ္စမှာတော့အကြောင်းညင်ညွတ်မှရမယ်ဒါအခြေခံချက်ပေါ့နော်အခု तू ကအဲ့ဒီပုံမှာအခြေခံထားပြီးတော့ခွေလွန်သွားတဲ့မိဘတွေကိုအလှူဒန်းတွေကြီးစုပြီးအလှူဒန်းပြုလုပ်မယ်ပြီးတော့မိဘတွေကိုနိဗ္ဗာန်ရောက်ချောင်းတရားတွေပါသွားပါစေဆိုပြီးဆုတောင်းမယ်ပေါ့အဲ့ဒါရမရပေါ့အဲ့ဒါတော့အဝေးကြီးပဲအဝေးကြီးပဲအမတန်အလှမ်းဝေးတဲ့ကိစ္စပေါ့နော်အကြောင်းတရားဝေးတယ်အကြောင်းဝေးရင်အကျိုးလဲဝေးလိမ့်မယ်ဒါဒါကျွန်တော်တို့က ဟိုထိမ့်ပြီးတော့ပြောတာလေဘာလို့လဲဆိုတော့ဘာဝနာကိစ္စဖြစ်နေတယ်ဘာဝနာကိစ္စဆိုတာမြတ်စွာဘုရားရှင်ဟောထားတဲ့အတ္တဟိအတ္တနောနာထောကိစ္စမိကိုယ်တိုင်ကျင့်သုံးမှရမယ့်ကိစ္စအခြားသူကဝင်ပြီးဆူတောင်းပေးလို့လည်းမရဘူးအဲ့ဒီပုဂ္ဂိုလ်ကိုယ်နိုင်ကလည်းပဲမလုပ်ဘဲနဲ့ဆူတောင်းနေရုံလည်းမရဘူးမိဘကဆူတောင်းနေရုံလည်းမရဘူးဘာကြောင့်လဲဆိုတော့ဝိပင်းထာဂရာမှာပါတယ်ဗျမိမိကိုယ်နိုင်ကအသိဉာဏ်ပညာရှင်တန်မြင်မှလို့သိရှိရမယ်ပညာမဲကိုဝိဇာရှောင်ရမယ်ပညာရှိကိုမှုဝဲစည်းကပ်ရမယ် နောက်ပညာရှိထံအဖန်ဖန်ဆွေးနွေးမိမြန်ရမယ်အဲအဲ့ဒီလိုမျိုးမိမိရဲ့အခြေခံရှိဖို့လိုတယ်ဒါကြောင့်မိဘနှစ်ပါးကကွယ်လွန်သွားတဲ့တပလွန်ဘွားရောက်တဲ့မိဘနှစ်ပါးမှာနိဗ္ဗာန်ရောက်ကြတဲ့တရားကြီးပါသွားပါစေလို့ဒီဘက်ကအလှူဒန်းလုပ်ပြီးဆူတောင်းတဲ့ဟာဟာဘယ် uncertain future ပဲဘာလို့လဲခုနပြောသလိုဘာဝနာကိစ္စဖြစ်နေလဲကိုယ်တိုင်လုပ်ရမယ့်ကိစ္စဖြစ်နေတယ်အဲ့တော့ကိုယ်တိုင်လုပ်တဲ့ကိစ္စမှာတော့မှလုပ်တဲ့လူကလုံနည်းလုံခံသိအောင်မှလည်းရမယ်ဆိုလိုတာကတကယ်တမ်းဟိုနိဗ္ဗာန်ရောက်ကြတဲ့တရားကြီးထဲမှာမှာ အဓိပတိတက်ပြီးတော့လုံနိုင်ပါမှာနော်ဆန္ဒဆိုဆန္ဒအဓိပတိဝိရိယစိတ်ဓာတ်အဲ့လိုလုံမှာလုံပြီးတော့ခါမှလည်းတက်ပြီးတော့လည်းပဲအင်ဒရီတွေရင့်ကျက်လာပါမှာဒီဘက်ကမဉ္ဇဉ်ခွန်ရရတဲ့နိဗ္ဗာန်ရောက်ချောင်းတရားတွေဟာပြည့်စုံမှာပေါ့နော်အဲ့ဒါလုံမှာမဟုတ်ရင်မပြည့်စုံအဲ့တော့လူတယောက်သေသွားတယ်ဗျာနော်သေသွားတဲ့ခါမှာဂတိချုပ်ပြီးတော့အပေကြသွားလည်းဘာမှလုံလို့မရအောင်ငရဲကြလည်းမရအောင်တိရစ္ဆာန်ကြသွားလည်းဘာမှလုံလို့မရသူပြိဿန်တွေဆွဲသွားပြီလေနော်အဲ့ဒီခုနကပြောတဲ့ပြိတ္တာကိစ္စတခုခုများဖြစ်ရင်တကယ်လို့နတ်ဖြစ်သွားရင်လည်း ဘာမှအမြတမ်းပြေးဝေလို့ဘာမှမရတော့ဘူးလူပုဂ္ဂိုလ်ဆိုလည်းသူကဗုဒ္ဓဆန်နေဆွဲဝါးကြီးတိလည်းမသိဘူးသာလူလည်းမခေါ်နိုင်တော့ဘူးနောက်ဝမ်းထဲမှာပြမဆိုပို့ဆိုတာပေါ့ဗျမလို့တော့ဘူးတပည့်ကြီးစားအဲ့တော့ဒီပေတာကိစ္စမှာတော့မှဖရဒတ်တူပါဇီဝိကပြေကြသူတို့ဘာပေးစာကန်းစာကိုစားတော့နိုင်မယ်သူတို့ဘာအမြတ်ပြေးဝေတာကိုခေါ်နိုင်မယ်ပြေကြတမျိုးတည်းမှာသွားပြီးတော့မချိုမရင်းဖြစ်ရင်အလူခံပုဂ္ဂိုလ်ကလည်းမြတ်မယ်အလူဘွယ်ပစ္စည်းကလည်းစင်ကြယ်မယ်ဆိုမှအဲ့ဒါကိုရတယ်ပေါ့နော်အဲ့တော့ပုရုသင်တွေရဲ့တဘာဝအဲ့ဒါလိုတော့မှအခက်အခဲတွေရှိနေရင်သူကတမလွန်မှာရောက်နေတဲ့ ဘိုးဘွား sorry မိဘတွေကိုနိဗ္ဗာန်ရောက်ကြောင်းတရားပါပါစေလို့ဆုတောင်းတာလေဟိုဗုဒ္ဓဘာသာအမြင်နဲ့ပြောရင်တော့အကြောင်းတရားတွေအမြတမ်းဝေးတယ်မဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်ဘာဝနာကိစ္စဖြစ်နေတဲ့အတွက်ဆုတောင်းပေးလို့မရဘူးဂျာလူဝင်လို့လည်းမရဘူးပေါ့နော်မသေးကြတဲ့ကိစ္စကြီးဖြစ်နေတော့အဲ့တော့ရွှေပြည်တော်မျှော်တိုင်းဝေးပဲအဲ့တော့အကြံဉာဏ်ပေးချင်တာကမိသူမဆိုသာသမီပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်ယခုပြင်နေမိုးအိုခင်က ကြိုတင်ကောင်းမှုစ조사ပြုလို့ယခုပင်လည်းမနာခင်ကကြိုတင်ကောင်းမှု조사ပြုလို့ယခုပင်လည်းမသိခင်ကကြိုတင်ကောင်းမှု조사ပြုလို့ဒီလိုပဲကျွန်တော်တို့ကအကြံဉာဏ်ပေးနိုင်ပြီသိပြီးမှတော့ဘာမှဘာမှအကူလို့မလွယ်ပါဘူးလို့နော်ဒါလေးတင်ပြရင်ဒီကုန်းချုပ်ပါ